အဲ့ဆိုတော့အခုကျွန်တော်တို့ 3D mesh interface ကိုပြင်ထားတာဖြစ်တဲ့အကြောင်းအခုဒီ 3D mesh 2015ဒီတိုင်းကြည့်ရင်ကျွန်တော်တို့အရင် 3D mesh 2008 2009 2010 2017 2013 2014 2014စတာတွေနဲ့အဲ interface ဟာအဲထူးမခြားနာဖြစ်သွားပြီဖြစ်ပါတယ်အဲ့ဆိုတော့ကျွန်တော်ကအခုဒီ lesson တွေကို 3D mesh 2015နဲ့ 3D mesh 2015နဲ့ ပြပေးမယ်လေတကယ်မှာတော့ interface ဟာတိတ်အကွာကြီးမဟုတ်ပါဘူးအဲ့ဒါဆိုတော့တခြား software တွေကိုမှရှိရင်လည်းအဲဒီတိုင်းကျွန်တော်တို့လုပ်လို့ရပါတယ်တချို့လေနည်းနည်းထူးခြားတဲ့ဟာမျိုးလေးပေါ့နော်ဥမာဒီ select and place ဒါမျိုးလေးတွေကတော့မပါဘူးပေါ့နော်ဂျန်နာတွေကတော်တော်များများကတော့အကုန်ကြီးပါတူပါတယ်ကျွန်တော်ဒီက project folder ဆိုတာလေးကြည့်အောင်ကျွန်တော်ဒီကောင်လေးကိုဒီဟာလေးကိုကျွန်တော်နှိပ်လိုက်ရင် set project folder ဆိုတဲ့ခလုတ်ကလေးဟာကျွန်တော်ဒီခလုတ်ကလေးဖြစ်ပါတယ်။အဲ set project folder ကကျွန်တော် document တွေက 3ds max folder ဖြစ်ပါတယ်။အဲ project folder ကိုကိုလိုချင်တဲ့နေရာကိုကျွန်တော်တို့စေလို့ရပါတယ်။ဒီလိုလေးကျွန်တော်နှိပ်လိုက်ရင် project folder ဘယ်နှမှာထားမလဲဆိုပြီးတော့သူကလုံးမှာဖြစ်ပါတယ်။အဲအများဖြစ်တော့ဒီ document တွေက 3ds max folder ကို အဲ 3D default အနေနဲ့ project folder အနေနဲ့ထားတယ်။ဒါပေမဲ့ကိုကဒီ project တစ်ခုနဲ့တစ်ခုမရောချင်ကိုကကိုနောက်တနေရာမှာ project folder တစ်ခုလုပ်လို့ရပါတယ်။ project folder ရဲ့အဓိပ္ပာယ်ကဘာလဲဆိုရင်ကျွန်တော်ဒီဟာ 3D mesh မှာ default အနေနဲ့ open လို့နှိပ်လိုက်ရင် project folder ထဲက since တဲ့ကို auto ရောက်သွားမယ်။ဆိုကြပါစို့ကျွန်တော် main computer ကိုဖွင့်လိုက်မယ်။ main computer ထဲမှာ document 3ds max ရဲ့ folder တစ်ခုကို 3ds max က install လုပ်တာနဲ့လုပ်တာနဲ့တပြိုင်နဲ့သူက auto လုပ်လိုက်တာတွေ့ပါလိမ့်မယ်အဲအဲ့ဒီထဲမှာကျွန်တော်တို့ဒီ since ရဲ့ folder ပေါ့အဲ့ဒီထဲမှာ 3d mesh file တွေကိုသူက auto စိတ်ခိုင်းတာဖြစ်တယ်အဲ now ကျွန်တော်တို့ since access image since access image တွေထဲမှာသူကဓာတ်ပုံတွေ auto ရှိတယ်အဲ့ဒါဆိုကျွန်တော် material ကပ်ရင်ဒီ folder ကို since access image ဆိုတဲ့ folder ကို auto ရောက်သွားမှာဖြစ်ပါတယ် runner တွေကိုကျွန်တော်စိတ်မယ်ဆိုရင် runner output footer တွေကိုအတူတူရောက်သွားမှာဖြစ်ပါတယ်အဲဒါဆိုတော့ကျွန်တော်တို့ဒီ project တွေခွဲပြီးလုပ်ရှင်နေဆိုရင်အဲကျွန်တော်ကဒီနေရာမှာ set project folder ကိုကျွန်တော်နှိပ်လိုက်ပြီးတော့ဥမာဆိုကြပါစို့ကျွန်တော် desktop ပေါ်မှာ new make new folder ဆိုပြီးတော့ကျွန်တော် test PR တို့ JCD project ဆိုပြီးတော့ folder တစ်ခုဖွဲ့လိုက်ပြီးတော့ကျွန်တော် OK နှိပ်ပေးလိုက်ပြီဆိုရင်ကျွန်တော် project folder ကဒီမှာကျွန်တော် desktop ပေါ်က project ဆိုတဲ့အထက်ကိုရောက်သွားတာဖြစ်ပါတယ်အဲ့ဒါဆိုကျွန်တော်တို့ file menu ထဲက open ကိုဖွင့်လိုက်ရင်ကျွန်တော် desktop ပေါ်က since တဲ့ကိုရောက်သွားတာဖြစ်ပါတယ်အ ဲ့တော့ project folder ကိုကျွန်တော်တို့ folder pro test project ဆိုပြီးတော့ဒီ folder တစ်ခုကိုဖွင့်လိုက်ပေမဲ့လေသူတိဒီမက်က project folder လုပ်လိုက်ပြီဆိုရင် auto ဒီလို sub folder လေးတွေကိုသူက auto လုပ်သွားမှာဖြစ်ပါတယ် and now အရေးကြီးတဲ့ folder တစ်ခုကတော့ auto backup ပေါ့နော်သူတိဒီမက်က5မိနစ်တစ်ချိန်မှာ auto backup ကိုဒီ folder ထဲမှာလုပ်ထားတာဖြစ်တယ်အဲ့တော့ဒီထဲမှာဒီလို project folder တွေခွဲထားခြင်းအပြင်ကျွန်တော်ဒီဒီ project တစ်ခုဥမာဆိုကြပါဆိုကျွန်တော်တို့ကဒီ အဆောင်တစ်ခုဆွဲနေတယ်အဆောင်တစ်ခုဆွဲနေဒီအဆောင်နဲ့ဆိုင်နဲ့ since နဲ့ပတ်သက်တဲ့ဟာတွေသတိဒီမက်ဖိုင်တွေကဒီထဲမှာရှိမယ် since as image ထဲမှာကသူနဲ့ပတ်သက်တဲ့ texture ဖိုင်တွေရှိမယ် now ကျွန်တော်တို့ auto backup ထဲမှာဒီကောင်ကိုကျွန်တော် crash ဟုတ်ကြပါတော့ 3D mesh ပြုတ်ကျသွားရင် auto စေထားတဲ့ file တွေရှိမယ်အဲ now now တခါ project folder တခုကျွန်တော်တို့လုတ်ထားပြီးတော့ဥမာ creator modeling တခုလုပ်နေတယ်ဆိုရင်အဲကျွန်တော်တို့ဒီ auto backup folder ရောမသွားတော့ဘူးပေါ့နော်တဘောကတော့ကျွန်တော်အဆောက်အုံပြတ်သွားတယ်ဆိုရင်ဒီ test project ထဲကဟာဟိုလာကြည့် now ကျွန်တော်တို့ဒီ document တွေက 3ds max folder ထဲမှာကျွန်တော်တို့ဒီ auto backup ထဲမှာ auto backup ကတခြား project တွေတသက်ရှိနေတော့ဒီကောင်းနေရသူက project auto backup ကနှစ်ခုသုံးခုပဲထားတယ်ပြီးရင်သူက override ရေးသွားတာဆိုတော့ကျွန်တော်တို့က ဘယ်လိုပြောမလဲဆိုတော့ဟိုကြာရင်ပြတ်သွားတာပေါ့အဲ့ဒါဆိုသူ့ project နဲ့သူထားရင်တော့ဒီကောင်နေကကြာလဲအဲပြန်လာတာပြန်ပြီးတော့ရနေတာတွေ့ပါလိမ့်မယ်အဲသဘောတော့အခုကျွန်တော်ပြောတာနည်းနည်းရှုပ်ရှင်ရှုပ်နေလိမ့်မယ်ဒါပေမဲ့ဟုတ်ကြပါတော့နော် 3D map ဆိုလေ့လာလို့ကျွန်တော်တို့ project တွေများများလောက်လာတဲ့အခါမှာအဲ့ project folder ဆိုတာကိုကျွန်တော်တို့သုံးတက်ရင်ပို့ဆင်ပြပါတယ်လောလောဆယ်တော့ကျွန်တော်တို့တိတ်ထွေထူးမလုပ်တော့ပါဘူးဒီ document တွေက my document เนี่ยကျွန်တော် 3D Max folder ကိုပဲ project folder အနေနဲ့ပြန်ရွှေ့ထားမယ်အဲ့တော့ဆိုတော့လောလောဆယ်တော့ဒီကိစ္စတွေကဟုတ်ကြပါတော့เนาะအဲသင်တန်းသားတစ်တွေအနေနဲ့ဒီ document เนี่ยက project folder ကိုပဲပြန်သုံးပါအဲပြန်သုံးတဲ့အခါမှာကျွန်တော်ဒီ auto backup ထဲမှာကျွန်တော်ပြောသလိုပေါ့เนาะ 3D Max က5မိနစ်တစ်ချိန်စနေ file နေရှိတယ်အဲ့တော့ဆိုကျွန်တော်ပုံဆွဲရင်းဆွဲရင်းပြတ်ကြသွားရင်အဲ့ဒီ file တွေကိုကျွန်တော်တို့ open ဆိုပြီးတော့ပြန်ဖွင့်လိုက်လို့ရတယ် ီထဲအောင်အော်တိုဘက်ကနဲ့ကျွန်တော်ဒီနောက်ဆုံးသူ့ရဲ့ဒိတ်တန်တိုင်းကို ကြည့်လိုက်ပါနောက်ဆုံးစေ့သွားတဲ့ဖိုင်ကိုပြန်ဖွင့်လိုက်ရင်ကျွန်တော်ပြုတ်မကြခင်ကအနေထားကိုပြန်ရတာတွေ့လိမ့်မယ်အဲဆိုတော့ဒီအော်တိုဘက်ကကိုကျွန်တော်ဘယ်နားမှာအာဘလောက်ဘယ်နှမိနစ်ဘယ်နှစက္ကန့်မှာစေ့ကျင်နေဆိုပြီးတော့ကိုယ့်အကိုပြောင်းနေတယ်ဆိုရင် customize preference တဲ့ကိုသွားပါအဲ့ထဲကကျွန်တော် file name မှာ အော်တိုဘက်ကတ်ကိုကျွန်တော် enable လုပ်ထားတွေ့လဲ number of auto backup file 3ဆိုရင် auto backup file 3ခုပဲထားမှာပါ3ခုလဲကြော်ရင်4ခုမျိုးဆိုရင်နံပါတ်1ကိုပြန်ပြီး override ရေးမှာပါအဲ့ဒါဆို auto backup ကို10ခုထားခြင်းဒီနေရာမှာ10ခုเนาะအဲ့လိုမျိုးပြင်5ခုထားခြင်း5ခုလို့ပြင်အဲ backup interval မိနစ်မိနစ်ဆိုတာ5မိနစ်တစ်ချိန်စစ်မယ်ကျွန်တော်3မိနစ်တစ်ချိန်စစ်ခြင်း3လို့ထားပါဒါပေမဲ့အဲကျွန်တော်တို့သူ default အတိုင်း5မိနစ်ထားတာပိုကောင်းတာပေါ့နော်။ဘာကြောင့်လဲဆိုတော့ခဏခဏစစ်ရင်သူက save တဲ့စစ်တဲ့အချိန်မှာ နည်းနည်းလေးလေးသွားတာဖြစ်ပါတယ်အဲ့ဒါဆိုခဏခဏစိတ်နေလဲကျွန်တော်အလုပ်လုပ်လို့ရမှာမဟုတ်တော့ပါဘူးအဲ့ဒါဆိုကိုယ့်အကူပဲမန်နျူရယ်ကတော့ခဏခဏစိတ်ပေးပါတော့ဒါဖိုင်နေများလာတဲ့ခါမှာပြုတ်ကြတာကိုကာကွယ်တဲ့အနေနဲ့လုပ်ထားတာဖြစ်ပါတယ်ကျွန်တော် OK လုပ်လိုက်ပါမယ်အဲ့ဆိုတော့ဒါကျွန်တော် interface နဲ့ဒီဘယ်လိုပြောမလဲဆိုတော့ဒီ workspace တွေကိုဟိုအခုလောက်ဆိုရင် နားလည်သွားပြီလို့ထင်ပါတယ် project folder ရဲ့เนาะ project folder ရဲ့အတိတ်ပဲရဲ့ အဲ project folder တို့ဘာလို့ကတော့ကျွန်တော်ထင်ပါတယ်နောက်ပိုင်း project ဒီခွဲပြီးတော့လုပ်ဖို့လိုမှသာသုံးပါလောလောဆယ်ကတော့ document နဲ့မှရှိပါတယ်အဲ့ဒါဆိုတော့လောလောဆယ်အဓိကမှတ်ထားမှာကျွန်တော်အလုပ်လုပ်ရင်းနဲ့ကျွန်တော်ပြတ်သွားတယ်ပေါ့နော်ကိုမစိတ်လိုက်မိပဲနဲ့မီးပြတ်လို့ပြုတ်ကျသွားတယ်ဆိုရင် နောက်ဆုံးဆွဲခဲ့တဲ့ file ကိုဒီမှာပြန်ချပါ my computer document တွေက 3ds max auto backsw folder ထဲမှာ date and time ကိုကြည့်လိုက်လို့ရှိရင်ကျွန်တော်နောက်ဆုံး ်ဆွဲထားတဲ့နောက်ဆုံးသူစေထားတဲ့ file ကိုဖွင့်လိုက်ရင်ကျွန်တော်တို့ဆွဲထားပြုတ်မကြခင်တဲ့အနည်းဆက်ဆုံး file ကိုပြန်ရပါလိမ့်မယ်အခုဆိုရင်ဆက်ပြီးတော့ကျွန်တော်တို့ဒီ 3D mass 2005ကိုကိုကိုတိုင်အလုပ်လုပ်တဲ့အခါမှာလွယ်အောင်အတွက်ကိုလိုချင်တဲ့ shortcut တွေနဲ့ interface ကိုနည်းနည်းပြင်ပြစ်မှာဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်ဒီ software မှာကျွန်တော်ဒီ c user username application data local address 3d master 2015ကို2015ဆိုတဲ့ folder ကို delete နှိပ်ပြီးတော့ပြန်ဖွင့်ထားတာဖြစ်တဲ့အကြောင်း 3d master install လုပ်ထားတဲ့အတိုင်းသူ default ပြန်ဖြစ်နေပါပြီ။အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီ interface ကိုပြင်ရအောင်။အဲ့ဒါဆိုတော့ဒီကနေပြီးတော့ပထမဆုံးဒီ 3d master ဒီ workspace တွေကသူ့အတူ default အတိုင်းနေပါစေပေါ့နော်။ကိုလိုချင်တဲ့ workspace တစ်ခုကို squat ကိုဖန်တီးပြီးတော့ကျွန်တော်ပြင်အောင်အဲ့ဒါဆိုတော့ပထမဆုံးဒီ workspace default ကိုကျွန်တော်နှိပ်လိုက်ပါပြီးတော့ manage workspace ဆိုတဲ့ခလုတ်ကလေးကိုနှိပ်လိုက်ရင် workspace default ဒါတက်သူ auto bar လေးတွေပေါ့နော်ဒါလေးတွေကို squat ကိုဖွင့်ကြည့်လို့ရပါတယ်အခုကျွန်တော်တို့ဒီကောင် workspace default ကိုကျွန်တော်မပြတ်မပြတ်စီးပန်းနဲ့ကိုယ်တိုင်တစ်ခုလုံးအောင်ဆိုရင်ကျွန်တော်တို့ save as new workspace ဆိုပြီးတော့နာမည်ပေးလိုက်ပါအဲ့ဒီမှာ နာမည်နေရာမှာကျွန်တော် VERTX Vertex WORK SBAC Vertex Workspace ဆိုပြီးတော့ Vertex Workspace ဆိုပြီးတော့နာမည်ပေးလိုက်ပါမယ်။အဲဒါ Vertex Workspace ကိုအာ Vertex Workspace မှာကျွန်တော်တို့ဒီ hockey အမှတ်ကိုပါချလိုက်ရင်အဲဘယ်လိုပြောမလဲကျွန်တော်တို့ကိုယ့်အကကို shortcut တွေလဲကိုယ့်အကကို ပြင်ယူလို့ရသွားမှာပါ။အဲဒါဆိုတော့ အဲ safe divorce tape လို့ကျွန်တော်တို့နှိပ်ပေးလို့ပါမယ်အဲဒါမှအဲဆိုတော့ကျွန်တော်တို့ပြန်ဖွင့်တဲ့ကဘာတက် verse ပြရကျွန်တော်ထင်ပါတယ် default state အနေနဲ့တက်လာမှာဖြစ်ပါတယ်အဲဆိုတော့ကျွန်တော်ဒီ hot key ကိုကြည့်အောင် hot key မှာကျွန်တော်တို့ဒီ customize customize user interface menu တွေကိုသွားမယ် ဒီထက်မှကျွန်တော်တို့ shortcut တွေပြင်လို့ရတယ်အခုကျွန်တော်တို့လုပ်ချင်တာကဒီ perspective view top view front view left view ကိုဒီလိုအကျယ်ချဲ့ထားတဲ့အချိန်မှာကျွန်တော်တို့ဒီက top view front view perspective view left view ကိုနှိပ်လိုက်ရင်အဲ့ဒီ view တွေကိုတကယ်သွားအောင်လုပ်မှာဖြစ်ပါတယ်အဲ့ဒါဆို 3D mesh ကအဲ့ဒီ perspective view top view front view left view တွေကိုဒါတိုင်းမသွားဘဲနဲ့သူက active view ပို့1ဆိုတာ top view ဖြစ်ပါတယ် အဲသူက active view pool လို့ပဲသူကပြောထားပါတယ် active view pool 2ဆိုတာ front view ဖြစ်ပါတယ်အဲဆို front view ကိုသွားကြည့်ရင်ကျွန်တော် hockey အနေနဲ့ f ဆိုပြီးတော့ hockey နေရာမှာ f ကိုထည့်ပြီးတော့ f ကဒါငကိုသူ assign လုပ်ထားတာ assign to front view ဆိုတာဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကသူ့ကို assign လုပ်လိုက်ရင် front view ကနေထွက်ပြီးတော့ active view pool နေရာမှာ2လို့ဝင်လာမှာဖြစ်ပါတယ် active view pool 3နေရာမှာအဲလို့နှိပ်လိုက်ပါပြီးရင် ် assign လို့နှိပ်ပေးတယ် attribute portfolio မှာကျွန်တော် p လို့တခါနှိပ်မယ် assign လို့မယ်အဲပြီးတော့သူ့နေရာမှာတခါ t လို့တခါထပ်နှိပ်ပါ assign လို့ပြီးရင်ဒီနေရာမှာ attribute portfolio မှာကျွန်တော် p နဲ့ t နဲ့နှစ်ခုထည့်ပေးမှအဆင်ပြေမှဖြစ်ပါတယ်ကျွန်တော်စမ်းသပ်ထားချက်ရပါတော့အဲ့ဒါဆိုတော့ကနောက်တစ်ခါဒါဆိုတော့ကျွန်တော်ဒီ front view top view left view perspective view တွေကိုဒီလို shortcut တွေပြောင်းလိုက်တဲ့အတွက်ကြောင့် ကျွန်တော်တို့ဘာဖြစ်သွားမလဲဆိုတော့ဒီ front view top view left view perspective view တွေကိုကျွန်တော်တို့ဟိုပြောင်းဖို့အတွက် keyboard shortcut တခုတက်တက်ထည့်ပေးလို့ရတယ်။ဘာကြောင့်လဲဆိုတော့ဒီ perspective view ကိုကျွန်တော်တို့ front view ပြောင်းနေတယ်ဆိုရင်ဆိုကြပါစို့ကျွန်တော်တို့ front view နှစ်ခုဖြစ်နေတယ်ဆိုရင်အဲဒီ view ကိုကျွန်တော်တို့ p နှိပ်လို့ဟုတ်ကြပါ့ sorry ဒီ front view ပေါ့နော်ဒီ left view ကိုလည်းကျွန်တော်တို့ front front view ဖြစ်ရှင်နေဆိုကျွန်တော် F နေလို့မရတော့ပါဘူးအခုအဲ့ဒါကျွန်တော်ဒီခလုတ်မပိတ်သေးလို့အခု front view ဖြစ်သွားထင်ပါတယ်အဲ့ဒါဆိုတော့အဲဒီလိုအဲ့လိုမျိုးပြောင်းလို့ရအောင်တွဲကျွန်တော်တို့ဘာလုပ်ပြရမလဲဆိုတော့ဒီမှာကျွန်တော် top view နေရာမှာ top view ကိုဒီမှာရှာမယ်ဆိုရင် cursor ကိုချထားပြီးတော့ကျွန်တော် top လို့နှိပ်လိုက်ရင် top view လို့တွေ့မယ်အဲ့ top view နေရာမှာကျွန်တော် control 1လို့ထားလိုက်ပါ ပြီးတော့ဒီကောင် add edit parameter ဆိုတော့ကျွန်တော်သုံးနာနေပါတယ်အဲ့ဒါဆိုတော့ shortcut မလိုပါဘူး assign လို့နှိပ်လိုက်မယ်ပြီးတော့ကျွန်တော် front view နေရာကို front view ကိုသွားမယ် front view ကိုကျွန်တော် control 2လို့ထားပါတယ် control plus 2လို့ထားပါတယ် assign လို့လိုက်ပါတယ်ပြီးရင် left view ကိုဟို control 3လို့ထားပါတယ် assign လုပ်ပါတယ်ပြီးရင် perspective perspective user view ကို ကျွန်တော် control 4လို့ထားလိုက်ပါတယ်ပြီးတော့ assign နှိပ်လိုက်ပါတယ်